ညှော်လင့်ချက်မရှိသူအတွက်မနှက်ဖြန်ဆိုတာအလကားပဲတင်ငန်းစာမယူတတ်သူအတွက်အတွေ့အကြုံဆိုတာအလကားပဲဂျေစုမသိဂျေစုကန်းသူအတွက်ကုညီပေးမှုကအလကားပဲအတဆန်ပြီးတော့တကူကောင်းဆန်သူအတွက်ခေါင်းဆောင်ဆိုတာအလကားပဲခန်းစားချက်မရှိသူအတွက်နှလုံးသားတစ်စုံကအလကားပဲမကြိုးစားသူအတွက်အခွင့်အရေးဆိုတာအလကားပဲနှမျောတွန့်တူတတ်သူအတွက်ချမ်းသာခြင်းကအလကားပဲ စိတ်ထားရုပ်သူအတွက်ရုပ်လှခြင်းကအလကားပဲမိုက်မဲပြီးတော့စင်စင်တုံတရားမရှိတဲ့တပည့်အတွက်ဆရာကောင်းကအလကားပဲပေကံစွန့်တဲမှုမရှိသူအတွက်ပေါများခြင်းကအလကားပဲကုသိုလ်မပြုသူအတွက်ဘဝဖြစ်တည်ခြင်းကအလကားပဲပိုင်ဆိုင်ခွင့်ရှားတိုင်းပျော်ရွှင်ရမယ်မထင်နဲ့လောဘနဲ့အတ္တကြောင့်ပူလောင်နိုင်ပါတယ်ဆုံရှုံသွားတိုင်းဝမ်းနဲ့ပူဆွေးရမယ်မထင်နဲ့မြတ်တာထားတတ်ရင်ငြိမ်ချမ်းပါတယ် အရှုံးပေးတိုင်းအနိုင်ရတယ်မထင်နဲ့တဘာသူရဲ့စိတ်ခံစားမှုကိုညင်အောင်မကြည့်နိုင်ရင်ရှုံးတာပါပဲအပန်ရသွားလို့အလေးမထားတော့ဘူးလားဆုံရှုံသွားမှတန်မိုးဆိုတာနားလည်ရင်အဲ့ဒီဆုံရှုံခြင်းက နောင်တပဲဖြစ်လာမှာပါဟုတ်ကဲ့ပါရှင်။ငွေရသားသူကိုလေးစားစနဲ့ credit ပေးပါရစေ။နောက်ဆက်အပိတ်မှုအတွက်လည်းကျေးဇူးအထူးပဲတင်ရှိပါရစေ။